ကိုင်းဖေလာကွန်တိုလုံဝပြူချမသွားခင်မှာကိုရိုင်းရိုက်ကူးခဲ့ပြီးဉာဏ်ပညာရှိစွာနဲ့ကြောပြက်ခဲ့လို့ငလင်ဘေးကနေကိုရိုင်းလွတ်မြောက်ခဲ့တဲ့အပြင်တင်လန်းသားတွေရဲ့အသက်တွေကိုပါကယ်တင်နိုင်ခဲ့တဲ့ဖြစ်စဉ်ကိုအသေးစိတ်ပြောပြလာခဲ့တဲ့ငလင်ဘေးကိုကိုရိုင်းတွေ့ကြုံခဲ့သူဆရာတအူစကိုင်းဖေလာကွန်တိုလုံဝပြူချမသွားခင်ဗီဒီယိုဖိုင်တခုတပည့်တယောက်ကပေးပို့လာလို့ဒီဗီဒီယိုဖိုင်ကိုအခုမှတင်ရတာပါလူတယောက်ကောင်းချင်းဆိုးချင်းကိုဆုံးဖြတ်နိုင်တာကစက္ကန့်30တည်းပါ လင်းပထမလိုင်းလောက်ခဲ့ပြီးအသက်ကယ်ဖို့အတွက်နှိစက်ရအကူညီရဖို့ဖုန်းခေါ်ကြည့်တယ်။ဖုန်းလိုင်းတွေက လုံးဝမရတော့ဘူး။ကောက်ကတ်တွေဘူးနှိစက်ရကိုခိုင်းခဲ့ပေမဲ့လည်းငလင်းရဲ့အရှိန်ဟုန်တွေကြောင့်ထီထီမိမိကင်တွေလို့မရခဲ့ဘူး။ပိုဆိုးတာကအဆောက်အဦတွေကပြေချသွားတာပါပဲ။ကိုရီအလဲကဘယ်တော့ရောက်လာမလဲဆိုရင်နဲ့စိတ်။ကျွန်တော်တို့အဆောက်အဦလည်းအောက်နှလောအထိနှိမ့်စင်းခဲ့ရတာပါ။ကြောက်ရွံ့မှုများစွာနဲ့မို့စက္ကန့်30ခဏတာတည်ဆုံးခဲ့ပါလေ။ တနည်းအားဖြင့်စက်သေးသေးတယ်လို့ပြောရမလားပဲ။တိတ်မကြခင်မှာပဲကျွန်တော်တပည့်တယောက်ရဲ့ငိုတန်းကိုနားထဲမှာကြားပြီးတော့အတိတရားဝင်လာပါတယ်။ငါတို့ကြိုးစားခွင့်ရှိသေးတယ်။အရေးကြုံတော့ဖျားတပြီးဂုံတော်ရွတ်တန်တွေကြားနေရတယ်။ကျွန်တော်စက္ကန့်30တိတ်ဆုံးပြီးအတိဝင်လာတော့လုံမြောက်ဖို့ကြိုးစားခဲ့ပါတယ်။တင်နန်းသားတယောက်ကဆရာကျွန်တော်တို့ဝရဏာကနေတွေ့ကက်ဆင်ကြမယ်တယ်။ဒါပေမဲ့ကျွန်တော်ခွင့်မပြုခဲ့ပါဘူး။အရေးပေါ်ဖြစ်လာခဲ့ရင်ဓာတ်လီကမစီးရဘူး။ မရနာကနေတွေ့ကပ်ပြီးမစင်ရဘူးမိမိအသက်ထက်ပစ္စည်းကအရေးမကြီးဘူးအရေးပေါ်လေကားကိုတုံးရမယ်မိသက်စေးဘူးကအသက်ကယ်နိုင်တယ်အစားရှိသဖြင့်အခြေခံသဘောတရားတွေကစီရိုနာဟိုတယ်မန္တလေးမှာခုနှစ်နှစ်လောက်ခဲ့တဲ့အတွေ့အကြုံလေးကြောင့်ခွင့်မပြုခဲ့တာပါဒါကြောင့်မလို့အရေးပေါ်လေကားကိုရှာခိုင်းနေအရေးပေါ်ထွက်ပေါက်ရှာခိုင်းနေတကယ်ဖြစ်ရင်ကြောက်စိတ်ကြောက်ဘာမှမဖြစ်နိုင်တလို့အနေရကြောင့်အရာရာပြောင်းလဲနိုင်ပါတယ်ဆရာအရေးပေါ်ထွက်ပေါက်တွေ့ပြီတကားကပိတ်နေပါတယ် ပိတ်နေရင်မိသက်ဆေးဘူးနဲ့ရိုက်ဖွင့်လူငယ်အားကြောင့်တိတ်မကြဘူးပွင့်သွားတယ်။အရေးပေါ်လေကားလည်းတွေ့ရပါတယ်။အရေးပေါ်ထွက်ပေါက်ပွင့်သွားတော့ယောက်ျားလေး၅ယောက်အရင်ထွက်လို့အမိန်ပေးခဲ့ပါတယ်။ဆိုလိုတာကလူငယ်အင်အားကိုအသုံးချဖို့ပါပဲ။လမ်းကြုံရှင်းဖို့လည်းရည်ရွယ်ပါတယ်။နောက်ထပ်ယောက်ျားလေး၂ယောက်မိန်းကလေး၃ယောက်စုပြီး၅ယောက်ချင်းသွားစီပါတယ်။ရည်ရွယ်ချက်ကတခုခုဖြစ်ရင်အုပ်စုလိုက်မခံရဘူး။အုပ်စုလိုက်သွားရင်တယောက်နဲ့တယောက်တိုက်ခိုက်မှုမဖြစ်စေဘူး။ အဆောက်အဦတချို့နေရာတွေကပြိုပြက်နေတာမို့လူအများအလေးချိန်မခံနိုင်မှဆိုတာကြောင့်ကြားမအတူတူသွားစေတာကဖေးမကူညီဖို့ရည်ရွယ်ပြီးသွားခိုင်းတာဖြစ်ပါတယ်။နောက်ဆုံးအဖွဲ့မှာတော့ကျွန်တော်ပါတယ်။အနောက်ကနေမြန်မြန်ထွက်ခရီးတစ်ဆိုင်သွားဆိုပြီးတော့အော်ဟင်းလိုက်ပါသေးတယ်။လမ်းတစ်လျှောက်ဓာတ်လီကားထဲမှာပိတ်မိနေတဲ့သူအဆောက်အဦပြိုပြီးနေတဲ့သူတွေပြောနိုင်တဲ့စကားကကြေကြပါအောင်နဲ့လေ။အဆောက်အဦတဝက်လီကားရောက်တော့လမ်းပိတ်နေတာတွေ့တာနဲ့ပရင်းပေါက်ကနေတစ်ဖက်အဆောက်အဦပေါ်ကိုခုံချလိုက်တယ်။ ကန်ကောင်းကျင်တော့မြောက်ဖက်ကိုဆက်သွားလိုက်တာမြောက်ဖက်အိမ်ကခေါမိုးပေါ်တက်နေတော့အိမ်ပိုင်ရှင်မျိုးသမီးကခေါမိုးပေါ်မတက်နဲ့ပြူကြမယ်တယ်ပြူပြူမပြူပြူနောက်မှ တောင်းမှန်ပါမယ်အရေးပေါ်မှုတက်ပြရစီဆိုပြီးမြန်မြန်ဖြတ်ပြီးကလျက်ရှိတဲ့ရေစင်ကတန်လီကားနဲ့ဆင်းခဲ့ပါတယ်မြေပြေမော်ရောက်တဲ့အချိန်မှာတော့ကိုနောက်ကပါလာတဲ့မိမသားယောက်ျားသားအားလုံးကိုလက်တွဲခေါ်ခဲ့ပါတယ်အဖြစ်ပြက်ဆိုကြီးပြီးဆုံးပြီးနှစ်နာရီဝန်းကျင်မှအိမ်ပြန်ရောက်ပါတယ်ဆိုင်ကယ်ကတော့အစာဦးထဲမှာကျန်ခဲ့ပါတယ် စကိုင်းဖက်လာကွန်တိုကနေလွန်မြောက်ဖို့အတွက်စူးစမ်းခဲ့ရတဲ့လမ်းတစ်လျှောက်မှာအဆောက်အဦပြိုကျမှုအောင်မှာပိတ်မိနေတဲ့သူတွေရဲ့အကူအညီတောင်းတတွေကိုစက်တိုက်ဆိုသလိုကြားခဲ့ရပါတယ်ဟုဆိုကောင်းငလင်လောက်ခဲ့တဲ့အချိန်စကိုင်းဖက်လာကွန်တိုရဲ့စက်တလောမှာရောက်ရှိနေခဲ့ပြီးအသိဉာဏ်ပညာနဲ့ရှင်ကောင်းကိုကိုတိုင်းသားမကကိုရဲ့တင်နန်းသားတွေကိုပါလူမြအောင်ကဲတင်ပေးနိုင်ခဲ့တယ်။ဆရာတယောက်ရဲ့ကိုတွေ့ပြောကြားချက်တွေပဲဖြစ်ပါလေ။ဆင်းပြေတာပြင်ပြော 别表白，别表白，现在谁扔落下来？下还要去那边，还要去，还要去还要去。搞、啊、不干净，来身边。身边那 ်ပြန်ပြပေးပြန်ပြပေးရတယ်စီစဉ်လို့ရတယ်ငါရစီတော့ပဲငါရစီဘာလို့လဲလဲစဉ်းပြစင်ပြေလာပြင်ပြော 这苗不这苗不一样，是整落下来。来呀，姐妹 <先 away. S 2>、啊，来呀，来呀，姐不到了，来，使劲。这边那边聊。 别秒回，别秒回，伢子，心情好伢子。还要去他们，还要去。搞不到嘞，这心情。身边那边 像表辈，像表辈一样的，直接落下来。还要进多门，还要进。还要进多门，还要进。看不到嘞，神经。神经了，别叫。 ပြန်ပြောပြီပြန်ပြောပြီရတယ်စီစဉ်လို့ရတယ်ငါရောက်ကြည့်တော့မယ်ငါရောက်ကြည့်身边，身边那边哟。 ပြောင်း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 ရတယ်စီစဉ်လို့ရတယ်ငါရောက်ချင်းတော့ပဲငါရောက်ချင်း